တချို့လူတွေကပြောကြတယ် I lose my sparks sparks ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကိုယ့်ကိုရှင်တန်တယ်လို့ခံစားရစေတဲ့အရာ ကိုယ့်ကို motivate အမြဲလုပ်တဲ့အရာကိုယ့်ရဲ့တက်ကြွမှုလမ်းဆန်းမှုမျိုး sparks လို့ခေါ်တယ်ကိုယ့်ရဲ့ sparks တွေကို social life ရတဲ့အခါကျလို့ရှိရင်သူကဘဝကြီးကိုအရှုံးပေးခြင်းစိတ်တွေပေါ်လာတတ်တယ် အဲ့လိုမျိုးကို့မှာရှင်းတန်းခြင်းစိတ်စ조사ခြင်းစိတ်စိတ်လှုပ်ရှားမှုပျော်ရွှင်မှုမျိုးမရှိတော့ဘူး motivate မဖြစ်တော့ဘူးဆိုလို့ရှိရင်လူတွေကလက်ရှိဘဝကနေပြီးတော့ယုံထွက်ဖို့ကို조사ကြတယ်ယုံထွက်တယ်ဆိုတာက suicide မျိုးမဟုတ်ဘူးယုံထွက်တယ်ဆိုတာကအယံနှူးညံ့နေအယံညှင့်တာတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တခြင်းနားထောင်ရင်းနဲ့လမ်းလျှောက်တယ်အမြဲတမ်းအိပ်ဖို့조사တယ်တွေ့ရမလားကျွန်တော်ပြောတယ် suicide လုံးမှတိုက်ပွားခုံချမှဒီဘဝရက်နေယုံထွက်နိုင်တာမဟုတ်ဘူး ဒီဘဝကြီးကနေယုံထွက်နိုင်မှုအတွက်ဆိုလို့ရှိရင်အရန်ကိုယူရှင်တယ်တချို့ဆိုရင်လမ်းလျှောက်တဲ့အခါကျလို့ရှိရင်နားထဲမှာနှစ်ချက်ကိုအတန်အကျဲဖြန့်ပြီးလမ်းလျှောက်ကြတယ်ဒါမှမဟုတ်အားလုံးကထင်တာပေါ့နော်အော်ဒီတယောက်ကလမ်းလျှောက်တယ်ဒီတိုင်းမှာနှစ်ချက်ဖြန့်တာနေမှာဒါမှမဟုတ်မဟုတ်ဘူးအဲ့လိုပဲအတွင်းစိတ်ထဲမှာလက်ထဘဝကြီးကိုမြင်ဆိုင်ခြင်းအပြင်ကလူတွေဘာပြောနေလဲဆိုတော့သူနားမထောင်ခြင်းသူအခြားလူတွေကိုချင်းနှလန်းကြော်သွားပြီးတော့မှအဲ့လူတွေသူ့အကြောင်းပြောမလားဆိုတာကိုကြောက်တယ် အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်အများနဲ့နှစ်ချက်တက်ထားရယ်ဘာအောင်မှနားမထောင်ကုကဘာနဲ့ကိုတည်တဲ့နေဖို့ကြိုးစားရယ်တချို့ကျတော့အိတ်ကြရယ်တချို့ကျတော့လည်းနေခင်းဘက်အိတ်တယ်ဆိုတာတကယ်ပင်ပန်းလို့ညာဘက်တွေကျရင်အလုပ်တွေလုပ်ရတယ်အားကြောင့်နေခင်းဘက်ကျလို့ရှင်အိတ်ကြရယ်ဒါပေမဲ့ပြန်နိုးလာတဲ့အခါကျလို့ရှင်လည်းလလန်းဆန်းဆန်းနဲ့အလုပ်ပြန်ကြိုးစားကြရယ်ဒါပေမဲ့တချို့ကိုယ့်ရဲ့ energy ကိုယ့်ရဲ့လဆန်းတချောင်းမှုကိုယ့်ရဲ့ sparks တွေကိုဆုံးရှုံးထားရတဲ့သူတယောက်က no နေတာတော့မှအိတ်ချင်တယ် ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင် ကိုအခုမနဲ့အိတ်လိုက်ပြီမနဲ့7နိုင်မှအိတ်လိုက်တယ်7နိုင်မှကိုပြန်နိုးပြီထားပါဦးနော်ဒါပေမဲ့ကိုကနိုးနေပြီမျိုးလုံးလည်းဖွင့်လို့ရနေရကိုမရဘူးငါနောက်ထပ်2နိုင်လောက်အိတ်လိုက်မယ်ငါနောက်ထပ်3နိုင်လောက်အိတ်လိုက်မယ်ငါညနေမှပဲထားတော့မယ်ဂါဒီနေကြီးကိုအလုပ်တွေလုပ်တခုခုစူးစမ်းနေပြီငါမဖြတ်တန်းချင်တော့ဘူးငါမှယုံကြည်ချက်လည်းမရှိတော့ဘူးရှင်းတန်းချင်စိတ်လည်းမရှိတော့ဘူးငါတင်ကြမ်းညက်နေလုံးအိတ်ပြီးတော့ပဲအချိန်ကြီးအကုန်လုံးခီးသွားလိုက်မယ်ဆိုရဲအတွေးမျိုးနဲ့ကိုအိတ်ကြရတယ် အဲ့လိုနဲ့ပဲသူတို့တွေဟာအချိန်တွေကို skip လုပ်သွားတယ်။လက်ရှိကဘာကြီးရနေပြီးတော့တတိတခြားခွဲထွက်ပြီးတော့နေကြတယ်။ကိုယ့်ရဲ့ energy sparks တွေဘာကြောင့်ဆုံးရှုံးသွားရလဲ။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ်အရင်သဘောကျရတဲ့ပစ္စည်းတခုကိုယ်အရင်ချစ်တဲ့လူတယောက်ကိုဆုံးရှုံးသွားတဲ့အခါကျလို့ရှိရင်အဲ့ဒါနဲ့အတူကိုယ့်ရဲ့ဇာတ်ထက်တမ်းမှုတွေကိုဘာဆုံးရှုံးလိုက်ရတယ်။ ဲ့လိုမျိုးကိုကကိုယ့်ရဲ့ sparks တွေဆုံးရှုံးသွားတယ်ကိုယ့်ရဲ့ရှင်သန်မှုဆရာထက်သန်စိတ်တွေဆုံးရှုံးသွားတယ်စိတ်လှရှားမှုတွေဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်ကိုကဘယ်တော့မှပြန်ပြီးပြည့်စုံမှုတွေရှိမလာနိုင်တော့ဘူးငါအရင်လိုပြန်ဖြစ်မလာနိုင်တော့ဘူးဆိုတဲ့အတွေးတွေဝင်တတ်ကြတယ် အဲ့လိုမျိုးဖြစ်လာလို့ရှိရင်ဘာလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြပေးမယ်။ကျွန်တော်မသိဘူးဆိုတာကိုကျွန်တော်သိပါတယ်။အားလုံးမေးစရာရှိတာကမင်းကဘာကောင်းမလို့လဲ။နင်ကဘယ်သူမလို့ငါတို့ကနင့်စကားကိုနားထောင်ရမှာလဲပေါ့။ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အရာကျွန်တော်လည်းလူငယ်တွေကလူငယ်တယောက်ပါ။သူခံစားနေရမလဲဆိုတာကိုကျွန်တော်နားလည်ပါတယ်။ပြီးတော့ဒီဗီဒီယိုကိုကျွန်တော်လုံးဝတရားရရင်တော့ယုံကြည်ချက်ရှိတာမလို့အားလုံးကိုဖြစ်နိုင်ရင်တော့ကြည်ပေးဖို့အတွက်အကြံပြုချင်ပါတယ်။ကျွန်တော်နာမည်ကတော့ Star ပါ။ ထမအောင်ဆုံးအနေနဲ့ကတော့ကိုလုံးနိုင်တာကိုပဲအယုံဆိုင်ဖို့ပါပဲအရင်အိုးဆုံးကောက်ကူမိခွန်းမိရမယ်ငါဘာလုံးနိုင်လဲဒီအခြေအနေကနေငါဘလို့ပြန်ပြောင်းလဲနိုင်လဲဆိုရင်မိခွန်းဘာလို့လဲဆိုရင်လူတစ်ယောက်ကကိုသဘောချတဲ့အရာကိုရန်နဲ့တက်တဲ့အရာတခုကိုဆောင်းရှုံးသွားပြီဆိုလို့ရှိရင်ငါမှလက်ရှိပါချန်နေသေးလဲရှိနေသေးတဲ့အရာကိုကိုကမမြင်နိုင်တော့ဘူးအဲဒီအတွက်ကြောင့်စိတ်သက်သာရအရင်အိုးဆုံးရစေမယ်ပထမအောင်ဆုံးနေလိုက်ရတော့အတွေးတခုကိုတွေးရပါမယ်အဲ့ဒီအတွေးကဘာအတွေးလဲဆိုလို့ရှိရင် နည်းဆုံးတော့ဆိုတဲ့စကားလေးပါအနည်းဆုံးတော့ငါမှဒါလေးရှိနေသေးတယ်အနည်းဆုံးတော့ငါမှငါ့ကိုယူဆိုင်မဲ့သူတွေရှိနေသေးတယ်အနည်းဆုံးတော့ငါမှတငယ်ချင်းကောင်းတွေရှိနေသေးတယ်ဆိုတဲ့အတွေ့ပေါ့အဲ့ဒီအတွေ့ကိုတွေ့ရင်းနဲ့ပဲကိုယ့်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့ယုံကြည်ချက် confidence တွေကိုပြန်ပြီးတော့တည်ဆောက်ရမယ်ကိုယ်တစ်ခုခုဆုံးရှုံးသွားတဲ့အခါဆိုလို့ရှိရင်အဲ့ဒီအရာနဲ့တူ confidence တွေပါသွားတတ်တယ်ဘာလို့လဲဆိုတော့ကိုယ်ပင်နာပဝင်ခြင်းရလူတွေက ငါကိုဒီပစ္စည်းကြောင့်ဒီတယောက်ကြောင့်ငါ့ကိုထင်ကြီးနေတာဆိုတဲ့အခါမျိုးတွေးမိနေတဲ့အခါကိုကအဲ့ဒီအရာကိုဆုံးရှုံးလိုက်ရရင်ကိုရဲ့ယုံကြည်ချက်တွေပျက်စီးသွားတယ်။အဲ့ဒီတော့အ ਨੇ ဆုံးတော့ငါမှဒါလေးရှိပါသေးတယ်ဆိုတဲ့အတွင်းနဲ့ကိုရဲ့ယုံကြည်ချက်ကိုပြန်ပြီးတော့ဒီဒုတိယအနေနဲ့ကခံစားလိုက်ပါဟုတ်ပါရဲ့ဒီစကားကလည်းနည်းထူဆန်းနေမယ်။ဘာလို့လဲဆိုတော့လူတွေအားလုံးကငါပျော်နေမှရမယ်ငါကအတိတ်နဲ့အနာဂတ်ကိုတွေးပူနေလို့မဖြစ်ဘူး။ငါကပြစ်ဆုံးပံမှာပဲနေရမယ်။ငါအမြဲတမ်းငါရဲ့ စိတ်ကိုကောင်းအောင်ထားရမယ်စိတ်ညစ်လို့မရဘူးဆိုပြီးတော့ပဲအားလုံးကသင်ယူထားကြရပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့လောကဆိုတာကျွန်တော်တို့ကလူသားတစ်ယောက်အနေနဲ့ပဲမွေးဖွားလာကြတာအဲဒီမှာလူသားတစ်ယောက်အနေနဲ့လှိုင်းတစ်ခုလိုရှိနေတာပုံမှန်ပါပဲကျွန်တော်တို့လက်ခံလို့ရတယ်တို့ပြောနေမယ်ဒါပေမဲ့မနှက်ဖြန်ဒါမှမဟုတ်ညံ့နေလည်းဖြစ်နိုင်တာပဲကျွန်တော်တို့ဒီစိတ်ညစ်နိုင်နေအရန်နေပြန်မှန်းလာနိုင်နေ ဒါပုံမှန်ပါပဲကျွန်တော်တို့ဘာမှထိ ंछ ုတ်ထားဖို့မလိုမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘဝမှာနေ့တိုင်းကောင်းချီးရေကောင်းတာတွေပဲဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကကိုယ့်အတွက်တန်ဖိုးရှိအောင်မလားဆိုတော့ကျွန်တော်ပြန်ပြီးမိကုန်းထုတ်မိမှာပဲဘာလို့လဲဆိုတော့နမူနာပေးရမယ်ဆိုလို့ရှိရင်ဒီနေ့အမေကကျွန်တော်ကိုဂီတာတစ်လက်ဝယ်ပေးရနောက်နေ့ချလို့ရှိရင်အမေကျွန်တော်ကိုစပိန်တစ်စီးဝယ်ပေးရနောက်ဆုံးနေ့မှာအမေကျွန်တော်ကို iPhone တစ်လုံးဝယ်ပေးရလို့ပဲသဘောထားပါတော့ ကျွန်တော်ဒါဒီအရာတွေပဲစတိုက်ရသွားမယ်နေ့တိုင်းဘာမှစိတ်ညစ်စရာမရှိပဲရမယ်ဆိုရင်အော်ရတယ်ယူတယ်ရတယ်ယူတယ်ဆိုတော့တန်စရာရဲမှာပဲကျွန်တော်ရှိနေမှာအကယ်၍ဒါအဲ့ဒီဟာတွေမရခင်တရက်စီတိုင်းမှာကျွန်တော်ပြဿနာတစ်ခုစီဖြစ်ခဲ့မယ်ဆိုရင်ရောဥပမာဆိုလို့ရှိရင်ဂီတာတီးတာကျွန်တော်အဲ့ဒီနေ့မှာတက်တော့ကြည့်နေမယ်တက်တော့ကြည့်နေနေတငယ်ချင်းတွေရောအိုင်းဘောလူတွေရောကဂီတာလှလှလေးတီးနေကြမယ် ဒါပေမဲ့ကျွန်တော်မှာဂီတာမရှိဘူးဂီတာမဝင်နိုင်ဘူးအဲ့လိုမျိုးအတွေ့နဲ့ကျွန်တော် depression ဝင်မယ်စိတ်တွေညစ်နေမယ်တညာတော့အော်ငါမှာဂီတာမရှိဘူးဂီတာတစ်လက်ကအဲ့လောက်တောင်မှပဲလားငါတော့မရနိုင်ဘူးလားဆိုပြီးတော့စိတ်ညစ်နေမယ်အဲ့ရလူတွေနဲ့လည်းစကားမပြောနိုင်ဘူးဒါပေမဲ့နောက်နေ့မှနေအမေကကျွန်တော်ကိုဂီတာတစ်လက်ဝယ်လာပေးရဆိုတာဟုတ် တွေ့ရတဲ့အခါကျရင်ဘယ်လောက်တောင်မှဒီဂီတာကိုမြင်လို့မလဲဘယ်လောက်တောင်မှတန်ဖိုးထားမိမလဲဘယ်လောက်ပျော်သွားမလဲပေါ့နော်ဒီတိုင်းမလို့ခြင်းမဲရတာထက်အခုလိုမျိုးစိတ်ညစ်ပြီးတော့တခုခုခံစားပြီးတော့မှရလာတော့ပို့ပြီးတော့တန်ဖိုးထားဖြစ်တယ်ထိုနည်းတူပဲအမေကစပိန်တစ်စီးဝယ်ပြီးတယ်တကယ်ချင်းနေနဲ့ညနေကြလို့ရှိရင်စပိန်အဖွဲလိုက်သွားစေးကြမယ်ဆိုပြီးတော့စီစဉ်တယ်ဒါပေမဲ့ကို့မှာစပိန်မရှိလို့ဆိုပြီးတော့တကယ်ချင်းနေကို့ကိုမခေါ်ကြဘူးကို့တယောက်တည်းကိုပဲပယ်ထားခဲ့တယ်အဲ့တော့ကိုက အရန်ထောသားချမ်းမယ်ဒီကောင်းရင်ငါ့ကိုဒီလိုလုပ်တယ်တကယ်ချင်း message ကိုပါညာပေါ့အဲ့လိုနဲ့နောက်နေ့မှာအမေရကိုကိုစပိန်တစည်းဝယ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီစပိန်ရဲ့တန်ဖိုးနားလည်ဝါမယ်စပိန်တစည်းကဘလောက်တောင်မှပဲသူ့အရာဝင်စေလဲဆိုတာသူသိသွားမယ်အဲ့လိုပဲနောက်ဆုံးတစ်ခုအမေရဖုန်းတစ်လုံးဝယ်ပေးရယ် ကိုကဖုန်းမပြောက်ဘူးတဲ့သူတယောက်ဆိုလို့ရှိရင်ဖုန်းရတယ်ယူရဲဆိုတိုင်းမဲ့ကိုဖုန်း upgrade လုပ်တဲ့အနေထိုးပဲရှိမှာကွာအကယ်၍ကိုကသာဖုန်းပြောက်ဘူးတဲ့သူတယောက်ဆိုလို့ရှိရင်ဒီဖုန်းရဲ့တန်ဖိုးဘယ်လောက်တောင်မှတန်ဖိုးထားရမလဲဆိုရဲခန်းစားချက်ဘယ်လောက်တောင်မှတန်ဖိုးရှိရဲဆိုရဲခန်းစားချက်မျိုးပါကိုကနားလည်လာနိုင်မယ်ကွာခန်းစားချက်တရားနေပြီးတော့သင်ယူရမယ်အဲ့ဒီကနေမှသင်ခန်းစာတွေဆိုတာရလာတာဖုန်းမပြောက်ဘူးပဲနေတော့ဒီဖုန်းကိုတန်ဖိုးထားတတ်မှာမဟုတ်ဘူး အာကိုယ့်ရဲ့ခံစားချက်တွေကိုအမြဲတမ်း suppress လုပ်ထားမယ်ဖိထားမယ်အမြဲတမ်းမထုတ်ပြအောင်ဆိုလို့ရှိရင်တော့ကိုကကိုယ့်ရဲ့ဘဝရဲ့အဲ့ဒီအခြေအနေတခုမှာပဲအမြဲတမ်းတည်နေနိုင်မယ်ရှက်နေနိုင်မယ်တခြားသောသူတွေလည်းဒီလိုဖြစ်တာပဲအရာအလုံးကကောင်းဖို့အတွက်ဖြစ်လာတာပါဆိုပြီးတော့ယုံကြည်ထားရမယ်အဲ့လိုကြလို့ရှိရင်အလုံးကမေးချမယ်အရာအလုံးပြန်ကောင်းလာဖို့ကဘယ်လောက်ကြာမှာလဲဘယ်လောက်တောင်မှဆောင်းရအောင်မှာလဲငါတို့ဆောင်းနေကြရကြပြီအဲ့ဒါကအမှန်မဟုတ်ပါဘူးပေါ့ ါမဲ့ကျွန်တော်ပြောချင်တာကြားလိုက်မယ်တချို့ဆိုတရက်ပဲကြာရင်ကြာမယ်တစ်လကြာချင်းကြာမယ်တစ်နှစ်ကြာချင်းကြာမယ်ဆယ်စုနှစ်တခုထိလည်းကြာချင်းကြာသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှာယုံကြည်ချက်ဆိုတာရှိနေရမယ်လူသားတစ်ယောက်ဖြစ်နေတဲ့အတွက်ယုံကြည်ချက်နဲ့မျှော်လင့်ချက်နဲ့ပဲရှေ့ဆက်ကြရမှာအဲ့အတွက်ကြတော့တစ်နှစ်သေချာပေါက်ဖြစ်လာမယ်ဆိုတာကိုကိုယ့်ကိုသိပြီးတော့ယုံကြည်ထားတဲ့စိတ်နဲ့အရာအလုံးကကောင်းဖို့အတွက်ဖြစ်လာတာငါဒါကိုဆုံးရှုံးခဲ့ရင်ငါအတွက်ပိုကောင်းတာရောက်လာမယ်ဆိုတာကိုပဲတွေးထားပါ နောက်ဆုံးနဲ့အရေးကြီးဆုံးအရာတစ်ခုရောက်လာပါပြီအဲ့ဒါဘာလဲဆိုလို့ရှိရင်ကိုကိုကိုဂရုစိုက်ရပါမယ်ကိုကိုကိုဂရုစိုက်တယ်ဆိုတာက skin care လေးလုပ်တာတို့ရေချိုးခံမှာအနက်မွေလေးနဲ့ရေချိုးတာတို့မဟုတ်ဘူးအလုံးရှုပ်သွားကိုကိုကိုဂရုစိုက်တာကမေခွန်းနှစ်ခုကနေစရင် ပထမမေခွန်းကဘာလဲဆိုလို့ရှိရင်ငါဒီအခြေအနေနဲ့ထိုက်တန်ရလာဆိုရယ်မေခွန်း အရင်မှိုက်တယ်နော်ငါဒီအခြေအနေနဲ့ထိုက်တန်ရဲ့လားဥပမာပြောရမယ်ဆိုလို့ရှိရင်အိမ်ရှင်းတဲ့အနေအထားတစ်ခုကနေပဲစမယ်အိမ်ကရှုပ်ပွားနေတယ်ကိုကအရင်ပြင်းနေတယ်အိမ်ရှင်းဖို့လည်းအချိန်မပေးဘူးကိုကကိုဖြစ်ရင်ဖြစ်တယ်လို့ပဲငါဆိုဖာပေါ်မှာပဲနေလိုက်မယ်ထိုင်ကုန်လည်းမရှင်းဘူးစပွဲကုန်လည်းမရှင်းဘူးနေလိုက်မယ်ဆိုရင်ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ကိုဟာကိုမိကုန်းပြန်မေးကြည့်ပါငါဒီအခြေအနေနဲ့ထိုက်တန်ရဲ့လား ါကဒီလိုရှုပ်ပွားတဲ့နေရာမျိုးမှာနေတင်တဲ့လူလားနေထိုက်တဲ့သူလားဆိုရဲမိခွန်ပြန်မေးပါမဟုတ်ဘူးငါတန်းတန်းပြပြနဲ့ကွန်တိုအကျယ်ကြီးလိုနေရာမျိုးမှာနေဖို့ထိုက်တန်တဲ့သူဒါဆိုလို့ရှိရင်ထပြီးတော့ပဲအင်ရှင်ရမယ်မဟုတ်လားအဲ့လိုမျိုးမိခွန်မေးလိုက်လို့ရှိရင်ကိုဘာလို့ရမလဲသိရဟုတ်အဲ့လိုရှိရင်အဲ့ဒီအလုပ်ကိုလှုပ်ပါရှင်ရင်ဆက်ဆံရေးမှာပေါ့ကိုကတခုခုအဆင်မပြေအပေါင်းအသင်းနဲ့ဖြစ်လာပြီဆိုလို့ရှိရင်ကိုဟာကိုပြန်မေးရမယ် ငါဒီအခြေအနေနဲ့ထိုက်တန်ရဲ့လားငါဒီဆက်ဆံရေးနဲ့ငါထိုက်တန်ရဲ့လားငါ့ကိုကြောက်ချနေတဲ့သူတွေငါ့ကိုနှိမ်နေတဲ့သူတွေငါ့ကိုခွဲခြားဆက်ဆံနေတဲ့သူတွေနဲ့ထိုက်တန်ရဲ့လားဆိုရတာပေါ့အကယ်၍ကိုကမထိုက်တန်ဘူးဆိုတာသိပြီဆိုရင်တော့ကိုဘာလို့ရမလဲဆိုတာကိုသိတယ်နော်ဒီကဘာလဲဆိုလို့ရှိရင်ငါသားငါဖြစ်ချင်တဲ့သူတယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ငါအခုချိန်မှာဘာလုပ်နိုင်မလဲဒါလေးလဲအရင်မိုက်တဲ့မိကုန်လေးတစ်ခုပဲဘာလို့လဲဆိုတော့ကိုကကိုပြန်မေးကြည့် ငါသာငါဖြစ်ချင်တဲ့ higher self ဖြစ်လာမယ်ဆိုလို့ရှိရင်ငါဘာလုပ်နိုင်မလဲငါအခုလိုပဲ sofa ပေါ်မှာထိုင်ကုန်ပေါ်မှာထိုင်ပြီးတော့တနေ့တနေ့ဖုန်းမဲ TikTok ကြည့်နေမဲ scrolling လုပ်နေမဲဘာတစ်ခုမှလုပ်မနေပဲနဲ့နေမှာလားဒါမှမဟုတ်ငါတန်တန်ပြပြနေမဲအိမ်ရှင်းနေမဲမဟုတ်လို့ရှိရင်ငါတခုခုဘာသာစကားသင်ယူနေမယ်အခက်အခဲတွေလုပ်နေမယ်ကျင်သွားနေမယ်ဆိုပြီးတော့ပဲနေမှာလား ဖျက်ရခတ်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမိခွန်းနဲ့မေးလို့ရတယ်။ဥပမာကိုကခက်ခဲတဲ့အရာတစ်ခုနဲ့လွယ်ကူတဲ့အရာတစ်ခုကိုဆုံးဖြတ်ရတော့မယ်။ဒါပေမဲ့ကိုကတိုးတက်ခြင်းနဲ့ဒါပေမဲ့ဝေးလေလေဖြစ်နေရဆိုရင်အဲ့ဒီမိခွန်းမဲမေးပါ။ငါသာငါဖြစ်ခြင်းနဲ့သူတယောက်ဆိုရင်ရောဘာကို ရွေးမှလဲ။အိမ်မှာပဲနေဖို့ရွေးမှလား။သင်တန်းသွားပြီးတော့ပြင်ပခံဖို့ရွေးမှလားဆိုတာမျိုးပေါ့။ဘာကိုလုံတဲ့နေဆိုတာကိုပြောပြပေးသွားမှာဖြစ်ပြီးတော့ကိုကိုပန်းဆိုရင်ဘာလုပ်နေမလဲဆိုတဲ့မိခွန်းကတော့ ကိုဘာကိုလှုပ်တင်နေဆိုတာကိုပြောပြပေးတော့ပါလိမ့်မယ်။စိတ်သက်သာရရပြီးကိုဖြစ်ရှင်တဲ့အရာတွေကိုပြန်ပြီးရှေ့ဆက်နိုင်ဖို့ကိုရဲ့ဘဝကိုရှေ့ဆက်နိုင်ဖို့အတွက်မျောလင့်ချက်တစုံတစားလေးပြန်ရချဖို့အတွက်မျောလင့်ပါတယ်။အားလုံးအခုလိုမျိုးအဆုံးထိကြည့်ပြီးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်။